ကျွန်တော်တို့မပြောသည့်တလုံးကိုစားရဆိုပါစို့အခွန်ကို မခွာဘဲစားလို့ရမလားမရဘူးလေအဲ့ဒီလိုပဲဘဝမှာလည်းအဟောင်းကိုမစွန့်မဲ့အစ်စ်ကိုဘယ်လိုစားမလဲဒီဗီဒီယိုမှာ William Bridge ရေးသားထားတဲ့ transition စာအုပ်ထဲကဘဝရဲ့အပြောင်းအလဲတွေအကြောင်းပြောပြပေးသွားမှာပါဒီစာအုပ်ထဲမှာအဆုံးသက်တွေကြာကာလတွေအစပြုခြင်းတွေအကြောင်းကိုကျွန်တော်တို့တွေဘယ်လိုရင်ဆိုင်ကြဖြစ်ရမလဲဆိုတာကိုအသေးစိတ်ရှင်းပြထားပါတယ် ဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းခုနှစ်ပိုင်းနဲ့ဆွေးနွေးသွားပါမယ်။အပြောင်းလဲရဲ့တဘာဝဘဝမှာအပြောင်းလဲတွေဆိုတာဖြစ်နေကြပါတခုခုကိုအဆုံးသတ်မှနောက်တစ်ခုကိုစလို့ရမယ်ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပါပြောင်းလဲဖို့လိုတယ်လူတွေနေရာတွေနဲ့ဆက်သွယ်မှုတွေကိုဖျက်တော့ရမယ်ဒီလိုမှမဟုတ်ရင်ကိုကဘာတူလဲဆိုတာကိုဘယ်လိုသိနိုင်မလဲအပြောင်းလဲတစ်ခုမှာအပိုင်းသုံးပိုင်းရှိတယ်ဗျ ပထမတစ်ခုကအဆုံးသက်နောက်တစ်ခုကဘာလို့ရမှန်းမသိတဲ့ကြာကလာနောက်ဆုံးတစ်ခုကအသစ်ဆက်တင်ခြင်းပေါ်ဒီတဘာဝပေါက်ကိုနားလည်ထားရင်အပြောင်းလဲတွေကိုပိုပြီးထိထိရောက်ရောက်ရင်ဆိုင်နိုင်မယ်အဆုံးသက်ခြင်းရဲ့အရေးပါပုံလူတယောက်တိုးတက်ဖို့အတွက်အဆုံးသက်တွေကအရင်ရေးပါတယ်တစ်ခုခုကိုဆွလွတ်မှနောက်တစ်ခုကိုဖမ်းဆုပ်နိုင်ပါလေအဆုံးသက်မှာအတိအကျချက်၃ချက်ရှိတယ်ပထမတစ်ခုကကိုယ်နဲ့ရင်းနှီးတဲ့အရာတွေကနေခွာထွက်ရမယ် ဒုတိယတစ်ခုကကိုယ့်ရဲ့တွေးစိတ်ထဲကအဟောင်းတွေကိုဖြည့်ဆည်းရမယ်။တတိယတစ်ခုကကိုယ့်ရဲ့ပုံရိပ်ဟောင်းကိုစွန့်လို့ရမယ်။အဆုံးသက်ကိုလက်ခံနိုင်မှအစ်စ်အတွက်နေရာရမှာဗျ။ဥပမာ အလုတ်ဟောင်းကထွက်မှအလုတ်အစ်အတွက်အင်တာဗျူးသွားဖြေလို့ရမယ်။အဆုံးသက်ကိုရင်ဆိုင်တဲ့အခါခံစားချက်တွေကိုဂရုစိုက်ပါ။ဆုံးရှုံးမှုအတွက်ဝန်ထဲဖို့အချိန်ပေးပါ။ဒါပေမဲ့အဲ့ဒီအဆုံးသက်တွေထဲမှာတိုးတက်ဖို့အခွင့်အရေးတွေရှိတယ်ဆိုတာကိုလည်းသတိရပါ။ဂျာကာလာရဲ့တံပိုး ဈာကာလာဆိုတာကအဟောင်းနဲ့တစ်ကြားကလွတ်နေတဲ့အချိန်ပဲ။ဘာလို့ရမှန်းမသိဖြစ်နေတတ်တယ်။ဒါပေမဲ့အဲ့ဒီအချိန်ကကိုကိုကိုပြန်သုံးတက်ဖို့အကောင်းဆုံးအချိန်ပဲဗျ။တန်းတီးပင်တပင်ဟာစောင်းရသည့်ရဲ့အေးစက်မှုကိုလိုအပ်တူပါပဲ။အတွေးတစ်တွေရနိုင်တယ်။အဲ့ဒီအချိန်မှာစိတ်ရှုပ်တာတွေဘာလို့ရမှန်းမသိတာတွေဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့ဒါတွေကိုလက်ခံပါ။ကိုကိုကိုပြန်သုံးတက်ပါ။ချက်ချင်းဆုံးဖြတ်ချက်မချပဲစမ်းသပ်ကြည့်ပါ။ဥပမာအလုတ်ပြောင်းမှုစဉ်းစားနေရဆိုပါစို့ အလုတ်ဟောင်းကထွက်ပြီးတဲ့နောက်အလုတ်တမရသေးတဲ့ကြားကာလမှာကိုယ့်ရဲ့အရေးချင်းကိုပြန်သုံးသပ်နိုင်တယ်။ဘယ်အလုတ်ကကိုယ်နဲ့အတင်းတော်ဆုံးလဲဆိုတာကိုစဉ်းစားလို့ရတယ်။အစပြုခြင်းရဲ့လှုပ်ဝက်ချက်အတ္တစတင်ခြင်းဆိုတာကြားကာလရဲ့အဆုံးသတ်ပဲ။အတွင်းစိတ်ရဲ့ပြောင်းလဲမှုကအပြင်ပန်းရဲ့ပြောင်းလဲမှုထက်ပိုအရေးကြီးတယ်။အတ္တစတင်မှုစိတ်ရှိဖို့လိုတယ်။ကိုယ့်ကိုယ်ကိုသိဖို့လိုတယ်။ချက်ချင်းကြီးပြောင်းလဲသွားတာမျိုးမဟုတ်ဘူး။ဖြည်းဖြည်းချင်းပြောင်းလဲသွားတာ။ ကိုယ့်ရဲ့အတွင်းစိတ်ကိုယုံကြည်ပါ အချက်ပြမှုတွေကိုဂရုစိုက်ပါခြေလန်းတသေးလေးတွေစပြီးလမ်းပါဥပမာကြောင်းပြီးလို့အလုတ်ဆက်လျှောက်တဲ့အခါကိုယ့်ရဲ့စိတ်ဝင်စားမှုကိုလိုက်ပြီးလျှောက်ပါသူများပြောလို့လိုက်မလုံနဲ့ကိုယ့်ရဲ့တန်ဖိုးနဲ့ရည်မှန်းချက်တွေနဲ့ကိုက်ညီတဲ့အလုတ်ကိုရွေးချယ်ပါဆက်ဆံရေးတွေအပေါ်တက်ရောက်မှုလူတယောက်ရဲ့အပြောင်းအလဲကဆက်ဆံရေးတွေကိုထိခိုက်စေနိုင်တယ် ဘာလို့လဲဆိုတော့လူတွေက မတူညီတဲ့အခြေအနေတွေမှာရှိနေလို့ပဲတယောက်ကအဆုံးသတ်မှာရှိနေနိုင်တယ်လို့နောက်တယောက်ကအစပြုခြင်းမှာရှိနေနိုင်တယ်ဒါကနားလည်မှုလွဲတာတွေဆက်သွယ်ရေးပြဿနာတွေကိုဖြစ်စေနိုင်တယ်ဒါပေမဲ့တယောက်နဲ့တယောက်နားလည်ပေးရင်ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးကိုတိဆောက်နိုင်တယ်ကိုယ့်ရဲ့ခံစားချက်တွေကိုပုံပွင့်လင်းလင်းပြောပြပါတယောက်ရဲ့ခီးကိုတယောက်လေးစားပါဥပမာမိဘတွေကတာသမီတွေကိုအရင်လိုဂယုမဆိုင်တော့ဘူးဆိုပြီးထန်စားရနိုင်တယ် တာသမီတွေကလည်းလွတ်လပ်မှုကိုပိုလိုချင်နေတာမျိုးဖြစ်နိုင်တယ်။အဲ့ဒီအခါမိဘနဲ့တာသမီကြမှာနားလည်မှုလွဲတာတွေဖြစ်နိုင်တယ်။ဒါပေမဲ့နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးအပြေရှာရင်ပြည်တနာကိုဖြေရှင်းနိုင်တယ်။အလုံးနဲ့ဘဝရဲ့ဆက်နွယ်မှုအလုံးမှာအပြောင်းလဲတွေဖြစ်တာကကိုယ့်ရဲ့တန်ဖိုးတွေဦးစားပေးတွေပြောင်းလဲလာလို့ပဲဗျ။အလုံးနဲ့ဘဝကို balance ညီအောင်ထားဖို့လိုတယ်။ကိုယ့်ရဲ့အရေးချင်းတွေကိုမြင့်တင်ဖို့လိုတယ်။ အလုတ်မှာအပြောင်းလဲတွေဖြစ်လာတဲ့အခါကိုယ့်ရဲ့ယူမှန်းချက်တွေကိုပြန်သုံးသပ်ပါအကြံဉာဏ်ပေးနိုင်တဲ့သူတွေစီကအကူအညီတောင်းပါဥပမာကုမ္ပဏီတစ်ခုကနေနောက်တစ်ခုကို ပြောင်းတဲ့အခါလစာပို့ရတာကိုပဲမကြည့်ပဲကိုယ့်ရဲ့တိုးတက်မှုကိုအထောက်အကူပြုမပြုကိုလည်းထည့်စင်စားပါတခါတလေကိုလုံနေတဲ့အလုတ်နဲ့ position ကမကိုက်ညီဘူးဆိုရင်ပြောင်းတဲ့နယ်အပြောင်းလဲကိုလက်ခံခြင်းအပြောင်းလဲတွေကိုလက်ခံနိုင်မှာတိုးတက်နိုင်မယ်ဗျာ အခက်အခဲတွေကိုရင်ဆိုင်တဲ့အခါကိုကိုကိုစားနာပါအခြေအနေတိုင်းမှာတည်ယူစရာတွေရှိတယ်ကိုယ့်ရဲ့အောင်မြင်မှုတွေကိုဂုဏ်ယူပါအပြောင်းလဲဆိုတာဘဝရဲ့တဘာဝပဲဆိုတာကိုလက်ခံပါကြုံလာတဲ့အခက်အခဲတိုင်းမှာကိုကိုကိုအားပေးပြီးဆက်လျှောက်ပါအဲ့ဒီလိုဆိုရင်ဘဝမှာပိုပြီးပျော်ရွှင်လာမယ်ဥပမာအလုပ်ပြုတ်သွားတဲ့အခါစိတ်တမကြပါနဲ့အဲ့ဒါကကိုကိုကိုပြန်လဲတုံးသက်ဖို့နဲ့အခွင့်အရေးအစ်စ်တွေကိုရှာဖွေဖို့အချိန်တစ်ခုလို့သဘောထားပါ ဒီဗီဒီယိုမှာ transition စာအုပ်ထဲကအဓိကအကြောင်းအရာတွေကိုဆွေးနွေးခဲ့ပါတယ်။အဆုံးသက်တွေကြားကာလတွေအစပြုခြင်းတွေအကြောင်းကိုကျွန်တော်တို့တွေဘလို့ရင်ဆိုင်ကြော်ဖြတ်ရမလဲဆိုတာကိုသိခဲ့ရပြီလို့မျှော်လင့်ပါတယ်။အားလုံးပဲဘဝမှာအောင်မြင်မှုတွေရကြပါစေဗျာ။